ကဲမင်းသားအနေတို့ရဲ့သူဒီရွေးကောက်ပွဲမဲဆွယ်ရေးစကားကိုရိုက်ကူးခဲ့ရတာဖီအားပေးခံရလို့ဖြစ်တယ်။သူအနေနဲ့နောက်ထပ်ပြီးတော့ဗောဗျာဒါအနုမညာကနေ3လနှစ်တော့အနာယူတော့မှာဖြစ်ပြီးတော့သူအနေနဲ့ဒါအနုမညာလုပ်တွေကိုရနာသွားတော့မှာဖြစ်ကြောင်းပြောလာခဲ့တဲ့အတန်းဖိုင်ပေါ့ချလာပြီးမကြဘူးဗျာ။ဒါကျွန်တော်တို့စစ်ကောင်စီကဒီမင်းသားအနေတို့ကို ထက်မှန်ပြီးတော့ခေါ်ယူပြီးတော့ဆက်စီမှုတွေလှုပ်ဆောင်နေကြောင်းကြားသိရတယ်ပေါ့နော်။မအောင်လဲဆိုတော့ရွေးကောက်ပွဲအနေအထားနဲ့ပတ်သက်ရင်လုံးဝစစ်ကောင်စီကအထီးကိုက်မခံဘူးဗျာ။ဒါကြောင့်ပြည်သူတွေသတိထားကြပါနော်။ကျွန်တော်တို့ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ပတ်သက်တဲ့လိုက်တော်လကောင်းနော်အသေးတော်လကောင်းဘာမှမပေးကြရနဲ့နော်ပေးတာတွေးလို့ရှိရင်ပါပြီဆိုတော့အနေထားတော်လေးကိုစိုးနေတာဖြစ်တယ်အခုမင်းသားနေတို့ရေအခုလိုမျိုးအတန်ပိုင်ပေါက်ချလာရိတ်ကကြတော့ဟာဟုတ်တယ်ကွာသူတို့တွေကဒါ PRB ခင်ရလို့နော်ဒါကျွန်တော်လှုပ်ဆောင်ကြတာဖြစ်တယ်ရိုက်ကြတာဖြစ်တယ် အခုလိုမျိုးလှုပ်တာက အနီသူတို့ကစိတ်ပါလို့လုတာမဟုတ်ဆိုရင်နေသားမျိုးဖြစ်လာတဲ့အခါကျတော့ဒါကိုစစ်ကောင်စီကတော်တော်လေးကိုကြောက်တာဒါကြောင့်မလို့နေသူကိုအဲ့လိုမျိုးလုံးဝမပြောအောင်ဆိုပြီးတော့เนาะအခုအနုမညာလောကကနေအနာယူမယ်ဆိုတော့လုံးဝအခွင့်မပြုဘဲနဲ့ဇက်ကာရိုက်ကူးရမယ်လို့ထက်မှန်ပြီးတော့စစ်ကောင်စီရဲ့เนาะစစ်ကားတွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ campaign ဇက်ကားတွေများစွာရိုက်ကူးဖို့အတွက်မင်းသားနေသူကိုဆက်လက်ပြီးတော့ဒါဖိအားပေးတဲ့အကြောင်းကြားရတယ်ပေါ့เนาะဆိုတော့မင်းသားနေသူကတော့တကယ်မှစိတ်မကောင်းပါဘူးအထူးသဖြင့်တော့ရခိုင်လူမျိုးတွေအတွက်စိတ်မကောင်းပါလေအဲတခြားမင်းသားကြီးတွေเนาะကျွန်တော်တို့ဘယ်လိုပြောရမလဲ ဟိုရန်အောင်တို့နော်ကျွန်တော်တို့ပြည်ကကြတော့ခန့်စီသူတို့နော်ခေါ်လို့ရပါတယ်အမြိုင်မင်းသားတွေကျွန်တော်တို့ဘောမမင်းသားတွေခေါ်လို့ရပါတယ်သို့တော်လဲဒါရခိုင်လူမျိုးတွေဖြစ်တဲ့ချူးလေးနေနေတို့ကကြတော့အဓိကတည်ရခန့်ဖြစ်စကောင်းစီကအလုံးချတော့ဖြစ်တယ်ပေါ့နော်တကယ်လို့မှစိတ်မကောင်းပါဘူးရနေတို့ရေ